1989ကစပြီးရန်ကုန်မှာနှစ်စဉ်ကျင်းပလာခဲ့တဲ့လီဆူးနှစ်တကူပွဲတော်ကို February 9ရက်နေ့က36ကြိမ်ဖြစ်နေရန်ကုန်လီဆူးစာပေနဲ့ယဉ်ကျေးမှုကော်မတီကတိုင်းသာကြီးရွာမှာကျင်းပခဲ့ပါတယ်။ရန်ကုန်ရောက်လီဆူးတိုင်းသားတွေရဲ့ရိုးရာဂါရီနဲ့တူရိုးရာအစားအစာနဲ့တခြင်းတွေ ပြန့်လွင်နေတဲ့နှစ်တကူပွဲတော်ကိုသွားကြည့်အောင်ပါ။ရန်ကုန်မှာကျင်းပတဲ့လီဆူးနှစ်တကူပွဲတော်ဟာအနေနဲ့ရရက်ကလီဆူးလူမျိုးတွေပြန်လည်ဆုံသီးကြဖို့ပျော်ရွှင်မှုငြိမ်းချမ်းမှုနဲ့ စည်းလုံးမှုကိုလည်းဖော်ပြတဲ့ပွဲဖြစ်ပါတယ်လို့တောင်ဝင်ကန်ဂျူလေးဝါကပြောပါတယ်။စင်ဆက်ကျင်းပလာတဲ့ပွဲတော်ကိုနောက်လာနောက်သားတွေဆက်လက်လက်ဆင့်ကမ်းသွားဖို့လည်းရည်ရွယ်ပါတယ်လို့ဆိုပါတယ်။ညတေကူပွဲတော်ဆိုတော့ဟုတ်ဘိုးဘဲပင်ပင်ကလေးကျင်းပခဲ့တဲ့ပွဲပေါ့။ညင်ကျင်းမှုပွဲတော်ဆိုတော့ကျွန်တော်လက်ရှိ တောင်ထားဆောင်တဲ့လူလည်းဆက်လက်ထိမ့်သိမ့်မယ်။နောင်လာနောင်သားတွေလည်းဆက်လက်ထိမ့်သိမ့်တတ်ဖို့တော့ကျင်းပခြင်းဖြစ်တယ်။ပြီးတော့အနေနဲ့ရကျွန်တော်ဒီဆိုရဲများတော့အပြင်တစ်နှစ်မှတစ်ချိန်လောက်ပဲတွေ့ဆုံနိုင်တာဖြစ်တယ်။အနေနဲ့ရမနေသေးဆိုအဲအဲဝေကျင်းပရတော့ကျွန်တော်စုံကြတာပေါ့။ပြောပြပါပါပြောဝေရှင်ဝေကျင်းပရတယ်။နှစ်တကူပွဲတော်ကိုကျန်းစာတင်ကြောင်းနဲ့ရန်ကုန်ရောက်လီစုတက်သူကျောင်းသားကျောင်းသူတွေတရုတ်ပြည်ကလီစုဆိုတော်တွေ မြကြီးနားနဲ့မိုးကုတ်ကလေးစုလူမျိုးတွေပါဝင်ဆင်နွှဲကြပြီးရိုးရာထင်းထိန်မှုဖြင့်ခေပေါ်ချင်းနဲ့အကတွေကိုလည်းတင်ဆက်ထားတယ်လို့ဒေါက်တာလာသရုက ရှင်းပြပါတယ်လေးစုလူမျိုးတွေဟာကုမွေးရဲ့ဇာတိတောင်ပေါ်ဒေသကိုတတိယဖို့ရင်ချင်းမှုထိန်းသိမ်းမှုစိတ်တွေဖြစ်လာစေခြင်းပြီးနှစ်စဉ်ချင်းပါမဲ့ဖွဲ့ကိုမပြတ်မကွက်တက်ကြဖို့လဲသူကဖိတ်ခေါ်ခဲ့ပါတယ်။ရန်ကုန်မှာရှိတဲ့လူငယ်တွေပေါ့ အဲလီစုံနေလေကြတော့ကိုယူကယဉ်ကျေးမှုကိုမေ့ပုံကြတယ်အဲ့တော့သူ့ဒီပြည်တင်တဲ့တင်ဆဲမှာကဒီရန်ကုန်မြို့မှာရှိတဲ့လူငယ်တွေပေါ့လီစုတွေအားလုံးလည်းကိုယဉ်ကျေးမှုတွေကိုညံ့နှုံးလာအောင်ပေါ့နောက်ဆော့ဖျော့တန်းလာအောင် ပြီးတော့ကျွန်တော်ယဉ်လီစုရိုးရယဉ်ကျေးမှုရဲ့တန်ဖိုးလေးပဲနားလေလာအောင်ပေါ့အတိတ်ကတော့တော့ရည်ရွယ်ပြီးတော့မှညလီစုရိုးရကလေလီစုခေဖို့တိတ်တိတ်ရှိနေတဲ့ကျွန်တော်ခေဖို့ပို့တင်ဆက်တာပစ္စည်းတာဖြစ်ပါတယ်အဲတနေ့တစ်ခေါက်ပဲပြလို့တာဖြစ်တဲ့တည်းကျွန်တော်လီစုလိုမျိုးတွေကိုလည်း ဒီဝဲဘူးတော့နောက်နေလေးပဲလုံးမှာဖြစ်ပါတယ်ဒါကြောင့်မပြတ်မခွဲပေါ်လေဒီလာရောက်ပြီးတော့မှဘာကိုကြပါလို့လို့ကျွန်တော်အနေနဲ့အဖိတ်ခေါ်ချင်ပါတယ်ချိုင်းနဲ့တရုတ်နိုင်ငံမှာရှိနေတဲ့လူစုလူမျိုးတွေပါဝင်ဤရင်းဤပါကလူမျိုးစုတွေအားလုံးတက်ရောက်လာတာမို့မြင့်မှုသေးတဲ့ရွေးရဝတ်စုံတွေကိုလည်းတွေ့ရတယ်လို့ကုဋေတကမိတ်ဆွေချင်းချင်းလေးပြန်လဲစုံတွေ့ရတာမို့အတိုင်းမသိဝမ်းသာတယ်လို့မာတီရဲကဆိုပါတယ် ရန်ကုန်မှာကျင်းပတဲ့နှစ်တကူဖွဲသူပါဝင်ဆင်နွှဲတာနှစ်ကြိမ်ရှိပြီမို့အခြားတိုင်းသားတွေကလည်းဖိတ်ခေါ်ဖြစ်နေလို့ပြောပါတယ်။ဒီနှစ်ကြတော့တော်တော်လေးကိုဒီစူတိုင်းသားတွေတော်တော်စုံတဲ့အတွက်ကျွန်တော်အတိုင်းမသိကျွန်တော်ပြည်ရဖြစ်ဖြစ်မိတာဘူးရန်ကုန်မှာပေါ့တော့ဒီမနစ်ကရဒီနေ့နှစ်ကြိမ်ရှိရပါတော့။အမှဒီနှစ်တကူကနောက်နှစ်မှလည်းကောတကယ်ကျွန်တော်မိတ်ဆွေတို့အာလာဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျာ။